မင်္ဂလာပါရှင်ဘာမခိတ္တတဲ့ရင်ဌာနကနေဒီဇင်ဘာလ၂ရက်နေ့စိတ်ဝင်စားဖွယ်ထိတ်တန့်ရောက်တဲ့တဲ့များကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တဲ့ရင်ကတော့စီရေးပို့မြင့်လာနိုင်လို့ပြည်သူတွေစစ်ကောင်စီတက်တဲ့ဝင်ဝင်နေပြီပို့ဘကိုးတိုင်းစစ်ဌာနဗျူဟာ၂၂တာဝန်ခံပြောတယ်ဆိုတဲ့တဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ပြည်သူ့ကောက်ွယ်ရေးတပ်မတော် PDF အမတ်နှစ်စစ်စင်ရေးနေမြေဘကိုးတိုင်းစစ်ဌာနဗျူဟာ22ရဲ့တရင်တပ်ဖွဲ့တွေဟာလက်တလောစစ်ရေးအရှိန်မြင့်နေတာကြောင့်ပြည်သူတွေအနေနဲ့စစ်ကောင်စီနဲ့ဝေဝေးနေကြဖို့ ယူဟာ22တာဝန်ခံကသတိပေးပြောပါရယ်။နိုဝင်ဘာလကုန်ပိုင်းမှာယူဟာ22ရဲ့စစ်စင်ရေးနေမြေအတွင်စစ်ကောင်စီတပ်တွေကိုတိုက်ခိုက်တဲ့စစ်စင်ရေးတွေဇက်တိုက်ဖော်ဆောင်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီးမေးမြန်းရမှာယူဟာ22တာဝန်ခံကအခုလိုပြောပြတာပါ။မကြခင်လဲစစ်ရေးတွေအရှိန်မြင့်လာနိုင်တာမို့အကြမ်းဖက်စစ်တပ်နဲ့ဝေဝေးနေပေးကြပါ။နောက်ဖြူဟာ22ကိုကဲမှုအောက်ကတရင်တက်ခွဲနဲ့ပါကာဖာတွေကိုလည်းယုံယုံကြည်ကြည်နဲ့ထောက်ဖို့ပေးကြပါလို့ဖြူဟာ22တာဝန်ခံကပြောပါရယ်။ ယူဟာ22ရက်စစ်စင်ရေးနေမိကတာယာဝတီခရိုင်နဲ့ဘကူးခရိုင်တရင်တွေပတ်ဝန်းနဲ့လို့လည်းအသိပေးပါတယ်။ဒါအပြင်မချခင်မှာပြုလုပ်မဲ့အတူရောက်ရွေးကောက်ပွဲမှာမပါဝင်ကြဘူး။စီယုံလှုပ်စော်တာပါဝင်အားဖြည့်တာတွေမလုပ်ဖို့လေယူဟာ22တာဝန်ခံကတိုက်တွန်းပါတယ်။ယူဟာ22ရက်တရင်တပ်ဖွဲ့တွေဟာနိုဝင်ဘာနောက်ဆုံးအပတ်ကဘကူးတိုင်းတာယာဝတီခရိုင်လက်ဗဒန်မြို့နယ်ပေါင်းတယ်မြို့နယ်ဂျိုးပင်ကောင်မြို့နယ်နတလင်းမြို့နယ်စတဲ့မြို့နယ်တွေကစစ်ကောင်စီတပ်ဖွဲ့တွေဂိတ်စခန်းတွေကိုတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သေးဆုံးထိခိုက်ရှိခဲ့ပြီး လက်နက်ခဲယံအချို့တင်ညာခဲ့ပါတယ်။လက်ဗရန်မြို့နယ်ကြောက်တွင်းကြီးရွာလမ်းဆုံရှိစစ်တပ်ကိစခန်းကိုနိုဝင်ဘာ30ရက်မှာဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်က9ဦးသေဆုံးကလက်နက်နဲ့လက်နက်ခဲယံတွေတင်ညာခဲ့ပါတယ်။အဲဒီစစ်စင်ရေးကိုယူဟာ22အမှတ်3800နှစ်တရင်တက်ခွဲနှင်းရွှေတန်းမြေပကဖောင်းလက်ဗရန်မြို့နယ်ပကဖောင်းအချို့တိုက်ခိုက်ရေးအဖွဲ့တို့ကဖော်ဆောင်ခဲ့တာပါ။နတလေးမျိုးနယ်ရှားပြူကုန်းကျေးပါရှိစစ်တပ်ကိစ္စခန်းကိုနိုဝင်ဘာ26ရက်တိုက်ခတ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်2ဦးသေဆုံးကကျန်သူတွေဂိတ်စခန်းကိုစုံခွာထွက်ပြေးသွားတယ်လို့ဆိုပါတယ်စစ်တပ်ဂိတ်စခန်းကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအုံပြုတဲ့ဆိုင်ကင်းနဲ့အခြားစစ်သုံးပစ္စည်းတွေတင်ရတယ်လို့ယူဟာ22ကထုတ်ပြန်ထားပါတယ်အဲဒီစစ်စင်ရေးကိုအမှတ်နှစ်စစ်စင်ရေးနယ်မြေဘကိုးတိုင်းစစ်ဌာနယူဟာ22အမှတ်3800တက်တရင်တက်ခွဲချောင်းနတ်တလင်းမြို့နယ်ပကဖားတို့ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ကြပြင်းတာယဝတိခရိုင် ပေါင်းတယ်မျိုးနဲ့ပန်းသင်းပင်ချေးရွာကနေဆိုင်ကယ်တွေနဲ့ထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကိုလည်းအမှတ်3800ရတတရင်ယုံရှဲပေါ်တွေကဒီကနေ့မနက်ပိုင်းမှာမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်တအူးသေးဆုံးကတအူးထဏ်ရာရရှိခဲ့ကြောင်းထုတ်ပြန်ထားပါတယ် နိုဝင်ဘာလ23ရက်ကလည်းပဲခူးတိုင်းစစ်ဌာနပြူဟာ22တရင်3800နှစ်တက်ခွဲလီရဲဘော်တွေဟာတာယာဝတီခရိုင်ကျိုးပင်ကောင်းမြို့အပွင့်စစ်ကောင်စီကိစ္စခန်းကိုတိုက်ခိုက်ခဲ့ရာဒူရဲအုပ်ကျော်စင်ထုံးအပအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်5ဦးသေဆုံးက2ဦးထပ်မံတဲ့ဒဏ်ရာရရှိခဲ့ပြီးလက်နက်တချို့သိမ်းဆီးရရှိခဲ့တယ်လို့အမှတ်နှစ်စစ်စင်ရေးနေမြေကအသိပေးပါတယ်။ ဒါပြင်ပေါင်းနယ်မြို့နယ်မှတ်တိုင်နေမီရဲစခန်းကကြောက်ကြီးတောင်အထိုင်တက်စခန်းကိုအင်အားဖြည့်တင်ဖို့စစ်ကောင်စီတပ်ဖွဲ့ဝင်30ဦးခန့်တင်လာတဲ့ကားကို view 27 PDF တပ်ရင်3600တက်ခွဲ9ကောင်မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာ22ရက်ကလည်းတာယာဝတီခရိုင်စည်းကုံးမြို့နယ် KTV တခုမှာမူယူနေတဲ့စစ်တပ်လက်အောက်ခံရဲနဲ့ပြည်သူစစ်တွေကိုဂျူဟာ22တရက်3800တိတရင်ကတိုက်ခိုက်ခရာစစ်ကောင်စီတပ်ဖွဲ့ဝင်5ဦးသေဆုံးကလက်နက်အချို့သိမ်းရခဲ့ကြောင်း MNC စစ်စစ်ရေးနယ်မြေကထုတ်ပြန်ထားပါတယ်ဆလပီစကိုင်းမကွေနေပြည်တော်နှင့်ရန်ကုန်တိုင်းတို့တွင် လေးလအတွင်းစစ်တပ်၏တပ်ဖြတ်မှုအပါအဝင်လက်နက်ကင်များကြောင့်ပြည်သူ284ဦးသေဆုံးကနေအိမ်2000ကျော်မိရှုဖြက်စီးခံရတဲ့ဆွေတဲ့ရင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ စကိုင်းတိုင်းမကွေတိုင်းနေပြည်တော်ကောင်းစီနယ်မြေနဲ့ရန်ကုန်တိုင်းတို့တွင်လက်နက်ကိုင်ဆောင်ထားသည့်အဖွဲ့အစည်းများကကျူးလွန်တဲ့စစ်ရဇဝဲမှုလူခွေရေးချိုးဖောက်မှုရာဇဝဲမှုများကိုစောင့်ကြည့်ကြရလေလာအတွင်ပြည်သူ284ဦးသေဆုံးကနေအိမ်2283လုံးမိရှုဖျက်ဆီးခံကြရကြောင်းပြည်စမမှန်တိုင်း Civil Civilian Crew PMCSG အဖွဲ့မှတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါတယ်2025ခုနှစ်ဇူလိုင်လ1ရက်နေ့မှအော်တိုဘာလ32ရက်နေ့အထိ PMCSG အဖွဲ့က စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ပြီးရာဇဝတ်မှုလူခွင့်ရေးချိုးဖောက်မှုနဲ့ရာဇဝတ်မှုစုစုပေါင်း398ခုမှတ်တမ်းတင်နိုင်ခဲ့ပြီးဖြစ်စဉ်များအနက်353ချိန်မှာအယက်သားပြည်သူများကိုဦးတည်တဲ့ပြစ်မှတ်ဖြစ်စဉ်များဖြစ်ကစည်ရေးပြစ်မှတ်မှာ44ချိန်သာပါဝင်ကြောင်း PMCSG အဖွဲ့ကထုတ်ပြန်သည့်စာတမ်းငယ်တွင်ဖော်ပြထားပါတယ်။ PMCSG အနေနဲ့ကဒီလက်ရှိကာလအတွင်းလက်နက်ကင်ထားတဲ့အဖွဲ့တွေကနေလက်နက်မဲ့အယက်သားပြည်သူလူထုအပေါ်ကျူးလွန်တဲ့ဖြစ်စဉ်တွေကိုကောက်ယူခဲ့တာပါဗျာ။ ဒီလေးလအတွင်းမှာစစ်တမ်းကောက်ယူနိုင်ခဲ့တဲ့ဧရိယာတွေမှာစစ်တပ်ကကျူးလွန်တဲ့ဆီယာဇဝဲမှုလက်နက်ကိုင်အဖွဲ့တွေကျူးလွန်တဲ့ဖြစ်စဉ်တွေနဲ့အမည်မသိရတဲ့သူတွေရဲ့ခိုးဆိုလူနိုင်ဓမြတိုက်ပြန်ပြီးဆွဲတာတွေပိုဖြစ်လာတာတွေ့ရပါတယ်ဟု BMC SG အဖွဲ့မှတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါတယ်။အကြံဖတ်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းအချိန်ကြာလာသည်နဲ့အမျှရခင်စစ်တပ်များနှိုင်းယှဉ်ပါကစစ်ရေးပြစ်မှတ်များထက်အယက်သားများကိုဦးတည်တိုက်ခိုက်တဲ့ ဖြစ်စဉ်များပုံမှုဖြစ်ပွားလာကြောင်းတွေ့ရှိရကြောင်းလေလာတာကာလအတွင်းပြစ်ခတ်တိုက်ခိုက်မှုစုစုပေါင်း109ကြိမ်အနက်စကိုင်းတိုင်းတွင်68ကြိမ်အထိအများဆုံးဖြစ်ပွားခဲ့ကြောင်းပြစ်ခတ်တိုက်ခိုက်မှုများတဲ့တွင်လက်နက်ငယ်၃တိုက်ခိုက်မှု43ကြိမ်လေကြောင်းတိုက်ခိုက်မှု22ကြိမ်နှင့်တာဝေးပြစ်လက်နက်၃တိုက်ခိုက်မှု22ကြိမ်တို့သည်အများဆုံးပါဝင်ခဲ့ကြောင်းသိရပါသည်ထို့ပြင်အချမ်းဖက်စစ်တပ်လှုပ်ဆောင်ခဲ့သည့်လေကြောင်းတိုက်ခိုက်မှုများအလုံးသည်စကိုင်းတိုင်းတစ်ခုတည်းတွင်ဖြစ်ပွားခဲ့ပြီးယင်းတိုက်ခိုက်မှုကြောင်း အရက်သားပြည်သူ45ဦးသေဆုံးက129ဦးထိခိုက်ဒဏ်ရာရရှိကလေချောင်းတိုက်ခိုက်မှုတွင်တိုက်လေရင်ဘုံကျဲလေရင်အပြင်စက်တလီဒီပါရာမော်တာဖြင့်ဘုံကျဲတိုက်ခိုက်မှုများအများအပြားပါဝင်ကြောင်းအထူးသဖြင့်2025ခုနှစ်အောက်တိုဘာလ6ရက်နေ့တွင်သကိုင်းတိုင်း6ဦးမြို့နယ်ဘုံတူကျေးရွာရှိစင်မီထုံးပွဲနှင့်တပိတ်ကိုအချမ်းဖတ်စစ်တပ်ကစက်တလီဒီပါရာမော်တာဖြင့်ဘုံကျဲတိုက်ခိုက်မှုကြောင်းအရက်သားပြည်သူ24ဦးသေဆုံးပြီး60ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုစာတမ်းငယ်တွင်ဖော်ပြထားပါသည် လေလာတာကာလာတွင်နေအိမ်အဆောက်အုံစုစုပေါင်း2363လုံးထိခိုက်ပျက်စီးခဲ့ရာ2283လုံးသည်မိရှုဖျက်စီးမှုကြောင့်ပျက်စီးဆုံးရှုံးခဲ့ရပြီးရှင်းတို့သည်စကိုင်းတိုင်းနှင့်မကွေးတိုင်းတို့တွင်ဖြစ်ပွားခဲ့ကြောင်းစစ်တမ်းကာလာတွင်အရက်သားပြည်သူ284ဦးသေဆုံးခဲ့ပြီး954ဦးဖမ်းဆီးခံခဲ့ရကဖမ်းဆီးခံရသူစုစုပေါင်း42ရာခိုင်နှုန်းဖြစ်ပြီး398ဦးသည်အကြမ်းဖက်စစ်တပ်ပေါ်တာဆွဲဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်ကြောင်းစာတမ်းငယ်တွင်ပါရှိပါသည် ဝတ္တာဆွဲဖန်စီမှုအများဆုံးဖြစ်ပွားခဲ့သည့်မြို့နယ်မှာဘုံရွာမြို့နယ်ဖြစ်ကလေးလတာကာလအတွင်း39ကြိမ်အထိရှိခဲ့ကရန်ကုန်တိုင်းနဲ့နေပြည်တော်တို့တွင်လည်းအဲစရင်စစ်ဆေးမှုအများပြားရှိခဲ့ပြီးရင်းစစ်ဆေးမှုများကလုံခြုံရေးအကြောင်းပြ၍ငွေကြေးတောင်းခံခြင်းနဲ့စစ်မှုရန်ပေါ်တာဆွဲခြင်းများကျူးလွန်နေကြောင်း PMCSGE ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည် အကြမ်းဖက်လုပ်ရက်များကိုအကြမ်းဖက်စစ်တပ်ကအများဆုံးကျူးလွန်ခဲ့ခြင်းဖြစ်ပြီးအခြားအမည်မသိလက်နက်ကိုင်အဖွဲ့အစည်းများ၏ကျူးလွန်မှု46ကြိမ်အနက်အယက်သားပြစ်မှတ်ကိုဥတီတီဖြစ်စဉ်များအများအပြားတွေ့ရပြီးအဆိုပါကျူးလွန်မှုများမှာလုံခြံသက်ဖြတ်မှုတများတိုင်မှုလူရက်မှုချင်းချောင်းငွေညှိမှုများဖြစ်ကစကိုင်းတိုင်းအတွင်းတွင်အများဆုံးဖြစ်ပွားနေကြောင်းစာတမ်းငယ်တွင်ပါရှိပါသည် စစ်တပ်အချက်အလက်နဲ့မြေပြင်ပကတိအရှိတရာဆိုရင်မြေပြင်မှာစစ်တပ်စုံမှုနေတဲ့နေရာတွေမှာတရားဥပဒေစုံမှုနိုင်မှုမရှိတယ်လို့ဒေါ်လန်ရေးအဖွဲ့တွေစုံမှုတဲ့နေမြေတွေမှာလည်း NUG အပါအဝင်တပ်ဆိုင်ရာတွေကထိန်းချောင်းဖို့လိုအပ်လာတာတွေ့ရတယ်ဗျာမတ်ချက်အနေနဲ့ပြောရရင်စစ်တပ်ကကျူးလွန်တာများတာရှိပါတယ်ဒေါ်လန်ရေးအဖွဲ့တွေကလည်းစီကံပိုင်းဆိုင်ရာစက်မှတ်နိုင်မှုမှာပိုပြီးလှုပ်ဆောင်ဖို့လိုအပ်လာတာရှိပါတယ်ဟု PMCSG အဖွဲ့မှတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါတယ် ဆက်လက်ပြီးမိုးကုတ်မိုးမိတ်ကိုစစ်တပ်ထံပြန်ပေးလိုက်ရမှုကြောင့်နေနာသူများကို တောင်းပန်တော်လဲဆဲလို့သူများကိုနာနာပြီးဆဲကြရနဲ့မိုးကုတ်ကိုပြန်လဲသိမ်းယူမှုမြင်တွေ့လို့ဟု TNL မှဗိုလ်ချုပ်တာပုံးကျော်ပြောရဲဆိုတဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။2029စစ်စစ်ရေးအတွင်းသိမ်းပိုက်ထားသောမိုးကုတ်မိုးမိတ်ကိုစစ်တပ်ထံပြန်ပေးလိုက်ရမှုကြောင့်နေနာသူများကိုတောင်းပန်တော်လဲဆဲလိုသူများကိုနာနာပြီးဆဲကြရက်နှင့် မိုးကုတ်ကိုပြန်လည်သိမ်းယူမှုမြင်တွေ့လို့ကြောင်းတောင်း DNL မှဗိုလ်ချုပ်တာပုံကျော်ကလူမှုကွန်ရက်မှတစ်ဆင့်ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။အော်တိုဘာလ29ရက်နေ့တရုတ်ဤချောင်းဝင်စစ်ဆက်မှုဖြင့် DNL နှင့်စစ်တပ်တို့အကြားအပြည့်အခက်ရက်စဲခဲ့ပြီးမိုးကုတ်နှင့်မိုးမိတ်မျိုးတို့ကိုစစ်တပ်ထံသို့ပြန်လည်လွှဲပြောင်းပေးရန်သဘောတူညီခဲ့ကြောင်းရှင်းအောင်နိုဝင်ဘာလ29ရက်နေ့တွင်မိုးကုတ်မြို့အတွင်းသို့အကြမ်းဖက်စစ်တပ်ကဝင်ရောက်လာခဲ့ကြောင်းမိုးကုတ်နှင့်မိုးမိတ်မျိုးတို့ကိုပြန်လည်ပေးအပ်လိုက်ရမှုအတွက်နေနာသူများကိုတောင်းပန်ကြောင်းတို့ရတွင်မိုးကုတ်မြို့မှာ တအောင်ပြည်နယ်အတွင်းပြန်ပါရေးဂျိုးပန်းမီဖြစ်ပြီးမိုးကုံမြို့မှာနှစ်ပေါင်းထောင်ချီကလေးကတအောင်လူမျိုးတို့တည်လာတဲ့မျိုးဖြစ်ကြောင်း၎င်းကဆိုပါရယ်ပထမဆုံးတကယ်ပေးဆက်နှစ်နာသူတွေကိုတောင်းပန်ခြင်းပါရယ်ရင်ထဲလိုက်လိုက်လဲလဲနာကျင်ရတာမို့အနှူးညွတ်တောင်းပန်ပါရယ်တအောင်နိုင်ငံရေးရဲ့ပန်းနိုင်တခုဟာမိုးကုံမြို့ကိုတအောင်ပြည်နယ်ထဲပြန်ပါအောင်ဂျိုးပန်းရေးဖြစ်ပါရယ်ရှေးရခင်နှစ်ပေါင်းထောင်ကြီးကလေးကတအောင်လူမျိုးတို့တည်လာတဲ့မိုးကုတ်ဟာတအောင်လူမျိုးလက်ထက်ပြန်ရောက်ရမယ်လို့ရည်မှန်းထားပါတယ် အခုတော့လက်ထဲရောက်တဲ့ကိမ့်မုံကိုမစားရဘဲပုတ်ချခံလိုက်ရတယ်လို့မျိုးအသေးခွဲရပါတယ်။ကံမကုံသိရင်တော့စူးစမ်းသူအတွက်ရလက်ရှိစနေလို့ယုံကြည်ပါတယ်ဟု DNA လေးမှဘူချုပ်တာဘုံကျော်ကဆိုပါတယ်။မိုးကုံနဲ့မိုးမိတ်မျိုးတို့ကိုစစ်တပ်ထံသို့ပြန်လည်ပေးအပ်သည့်အတွက်သစ္စာဖဟုပြောနေသူများကိုတရားပြန်လည်သုံးသပ်စေခြင်းကြောင့်ရေဦးတော်လည်းရေးတွင်ဆယ်နှစ်ကျော်တိဆောက်ခဲ့တဲ့အရင်အမြင်များနဲ့အကောင်းဆုံးပံ့ပိုးပေးခဲ့ကြောင်းလက်တုံးချောင်းထောင်သူများကိုလှဆင်စံထောင်ကြီးပိုင်းကျွေးမွေးမြင့်တင်ပေးခဲ့ကြောင်း ၃နှစ်နဲ့၄နှစ်တာကာလအတွင်းအင်အားထောင်ကြီးပေးဆက်အရင်ပြုပေးခဲ့ကြောင်းလက်နက်အကြွေဒေါ်လာဘီလီယံကြီးအကြွေတင်ခဲ့ကြောင်းအာနာရှင်နယံကိုခေါင်းဖြင့်ဝင်တိုက်၍ဦးခေါင်းတွင်တင်မလောက်သွေးချင်းနှီးရဲနေကြောင်းဗမာများကဒီဒီခေါ်သည်ဖြင့်မိယာအရှိန်ဖြင့်လိုက်ဖို့ကြိုးပမ်းခဲ့ရကြောင်း၎င်းကဆိုပါတယ်တကယ်တကယ်2029ခုနှစ်လောက်တော့ဘယ်ဒီဒီကမှလက်တွေ့ပါမလာပဲနောက်ဆုံးကိုပဲအထီးကျန်ရွာကအိမ်သူတွေပါလေရင်ပုံးတန်တင်ကြတယ်ရင်ပတ်တွေတပြန်ပြန်ခွဲအသက်နှလုံးတွေနာကျင်ရပါတယ် ကြည်မရှိဘာကြံမရှိတေစရာလူသူလဲနေလာတော့မိုးခုမိုးမိတ်နဲ့ညှိပြီးအပြစ်ရရတယ်ပွဲကမပီသေးပါဘူးဒါပေမဲ့အစဲတွေကစုံလွန်လာပါတယ်။အိုကွယ်မင်းတို့ကိုကြွေးခဲ့တဲ့လူဖြစ်လာတဲ့သူတွေမိုးကုတ်ကိုပြန်သိမ်းတာမြင်ကျင်ဆန်းပါတယ်။တို့ကိုဆဲလို့မောရင်ဖြင့် နာနာပြီးဆဲပြီးတော့စေအာနာရှင်ကိုလည်းနာနာပြီးတိုက်ပါလေဟု၎င်းကလူမှုကွန်ရက်တွင်ဆက်လက်ရေးသားထားပါတယ်။တော်လန်သူများအတွက် TNL ကအငဲတန်းတကားဖွင့်ထားပြီဖြစ်ပြီးလိုအပ်ရင်လာရောက်နားခိုနိုင်ကြောင်း TNL မှဗိုလ်ချုပ်တာပုံကျော်ကရေးသားထားပါတယ်။2029ခုနှစ်စစ်စစ်ရေးအတွင် TNL ကမိုးကုတ်တီမော်၊ကြောင်မဲနောက်ချိုမိုင်းလုံးမိုင်းငော့မိုးမိတ်နတ်ဆန်မန်တုံကွက်ခိုင်နန်ခမ်းနမတူမျိုးများကိုတင်ပိုက်ရရှိခဲ့ပြီးစစ်တပ်ကကြောင်မဲနောက်ချိုတီဘောကိုပြန်လည်တိုက်ခိုက်တင်ပိုက်ခဲ့ပါတယ်။ ထို့ပြင် DNL ကမိုးကုတ်နှင့်မိုးမိတ်မြို့များကိုဆွန့်လွတ်လိုက်ခြင်းကြောင့်မိုင်းလုံးမိုင်းငော့နန်ဆန်မန်တုံခုတ်ခိုင်နန်ခမ်းနှင့်နမတူမြို့များသာ DNL လက်ထဲတွင်ကျန်ရှိတော်မူဖြစ်ပါသည်ဆက်လက်ပြီးမန္တလေးမှစစ်အုပ်စုကနန်းစီတရံဝန်ထမ်းနှင့်မိသားစုတွေမဖြစ်မနေမဲပေးဖို့ချိန်ချောက်ဖိအားပေးမဲမပေးတဲ့ဝန်ထမ်းတွေကို CDN အဖြစ်သတ်မှတ်ခါအရေးယူမယ်လို့ဌာနတွင်ချိန်ချောက်ထားတဲ့ဆွေသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် အတူရောက်ရွေးကောက်ပွဲလုပ်ဖို့ပြင်ဆင်နေတဲ့အာနာသိန်းစစ်အုပ်စုကသူတို့လက်အောက်ခံနန်းစီဒီယန်ဝန်ထမ်းနဲ့ဝန်ထမ်းမိသားစုတွေမဖြစ်မနေမဲ့ပြီးဖို့ချိန်ချောက်ဖိအားပေးခိုင်းစေနေတယ်လို့မန္တလေးမြို့ခန့်နန်းစီဒီယန်ဝန်ထမ်းအတိုင်းဝိုင်းကသတင်းဌာနကိုပြောပါရယ်စစ်အုပ်စုခန့်မန္တလေးတိုင်းဝန်ကြီးချုပ်အမိန့်နဲ့မန္တလေးတိုင်းကနန်းစီဒီယန်ဝန်ထမ်းတွေမဖြစ်မနေမဲ့ပြီးကြကုန်နေမဲမပေးသူတွေကိုစီဒီယန်အဖြစ်သတ်မှတ်ခါအရေးယူမဲ့အကြောင်းလွန်ခဲ့တဲ့လအတွင်းကဌာနတွင်ညွှန်ကြားချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီးနောက်ယခုထပ်မံကနန်းစီဒီယန်ဝန်ထမ်းနဲ့ဝန်ထမ်းမိသားစုတွေ မဲပေးဖို့အတွက်မဲစရင်ပါမပါမဖြစ်မနေစီစစ်ပြီးဌာနတာဝန်ရှိသူထံပြန်လည်တင်ပြဖို့ညွှန်ကြားစာထုတ်ထားတယ်လို့ဆိုပါတယ်။နန်စီတဲ့ဝန်ထမ်းတွေနဲ့ဝန်ထမ်းမိသားစုတွေမဲစရင်ပါမပါစစ်ဆေးဖို့ မဲစရင်မပါရင်မဲစရင်ပါအောင်ရှောက်ထားဖို့နဲ့မှတ်ပုံတင်ပြောက်နေတဲ့ဝန်ထမ်းတွေကိုလည်းရွေးကောက်ပွဲအမီမှတ်ပုံတင်ရှောက်ထားရယူဖို့စေအုပ်စုကဌာနတွင်အမိန်ပေးစေခိုင်းချက်စာတွေထုတ်ပြန်ထားတာဖြစ်ပြီးအဲ့ဒီစေခိုင်းတဲ့အတိုင်းလှုပ်ဆောင်ပြီးကြောင်းနိုဝင်ဘာ17ရက်နောက်ဆုံးထားကအကြောင်းပြန်ခိုင်းထားတယ်လို့မန္တလေးမြို့ကနန်းစီဒီယံဝန်ထမ်းတအုပ်ကပြောပါတယ်။ဟုတ်တယ်ဘာရီမန်းတော့မသိဘူး။ အမှန်ကငါတို့လဲမဲသွားမပေးချင်ဘူးအခုဟာကကိုကိုချင်းချောက်ပြီးမိသားစုတွေပါမဲစရင်ပါမပါဆစ်ရမယ်တို့မဲပေးခိုင်းတာတို့ကိုစွလုံနေတာအခုလဲမှတ်ပုံတွေမရှိလို့အကြောင်းပြပြီးမဲသွားမပေးမှဆိုတော့ညွန်ကြားချက်တွေအစ်စ်ထထထုတ်ပြန်နေတာတချိန်တည်းမှာပဲမန္တလေးမြို့အောင်မြေသာဆန်မြို့နယ်ရှိစေအုပ်စုရဲ့ရက်ွက်အုပ်ချုပ်ရေးမှုနယ်ဖြူစောတီတွေကရွေးကောက်ပွဲမဲပေးကြဖို့ရက်ွက်တွေတဲ့လိုက်လံချင်းချောက်ဖိအားပေးနေတယ်လို့မြို့ကန်တွေကပြောပါတယ် မဲစရဲပါမပါလာကြည့်ကြဖို့စေအုပ်စုနယ်ဖြူတွေကရက်ွက်ထဲမိုက်နဲ့အော်နေတယ်လို့တချို့မိသားစုတွေကိုမဲစရဲစစ်ပြီးမပြီးမေးမြန်းတာမျိုးတွေရှိတယ်လို့လဲဆိုပါတယ်။ဒီဇင်ဘာ28ရက်မှာအတူရောက်ရွေးကောက်ပွဲပထမပိုင်းကျင်းပမယ်လို့အာနာသိန်းစေအုပ်စုကကြေညာထားပြီးမန္တလေးတိုင်းအတွင်ကအောင်မြေတာဆန်ချမ်းအီတာဆန်မြေမျိုးကြောက်စဲမိထီလာပျော်ပွဲရမဲတဲ့နဲ့ညာဦးတွေမှာရွေးကောက်ပွဲလုပ်မယ်လို့ဆိုပါတယ်။